ူပါဘောမှာစူပါဘောဆိုတဲ့သူတွေကစူပါဘောလာပါပြီမြန်မာနိုင်ငံမှာအစီအများဆုံးဖြစ်တဲ့ဒီစူပါဘောဆိုင်ရယ်တွေကအနေထားဘလို့ရှိမလဲဘယ်စည်းချင်တွေရှိပါ့မလဲနေ့ဒီအကြောင်းတွေပြောပြတော့မှာဖြစ်ပါတယ်စလိုက်ရအောင်မြန်မာနိုင်ငံမှာအကြိုက်များဆုံးအစီအများဆုံးဖြစ်ခဲ့တဲ့စူပါဘောဆိုင်ရယ်ဟာ1992ခုနှစ်မှာစတင်ထုတ်လုပ်လာတာဖြစ်ပါတယ်1992ခုနှစ်ကနေ1998ခုနှစ်ထိထုတ်လုပ်မှုမှာတော့ရိုးရိုး inline 4 engine ဖြစ်ပါတယ် VDEC စနစ်မပေါဝင်သေးပါဘူး VDEC စနစ်ကလွယ်ပြောရလို့ရှင်တော့ဒါတက်မှတ်ထားတယ်အမြန်နှုံးမြောက်မချင်းအင်ဂျင်ကတဝက်ဖက်အလုပ်လုပ်ပြီးတော့တက်မှတ်ထားတယ်အမြန်နှုံးရောက်ပြီဆိုရင်အင်ဂျင် အကုန်လုံးလုံးမှာဖြစ်ပါတယ်6500 RPM နဲ့အထက်မှာစပြီးတော့ VDEC စနစ်ကစပြီးအသက်ဝင်ပါတယ်ခီလိုနဲ့ပြန်တွက်ရလို့ရှင်65-80 km ဝန်းကျင်မှာအယုံဆွဲနဲ့အင်ဂျင်ပါပါဟုပြေဝခံစားရမှာဖြစ်ပါတယ်6500 RPM အောက်မှာမောင်းမယ်ဆိုရင်အင်ဂျင်ကတဝက်ဖက်အလုပ်လုပ်မှာပါ အဲ့ဒါကြောင့်မျိုးရင်းမောင်းနေတဲ့နေရာတွေမှာစီစားတတ်တာမှဖြစ်ပါတယ် VD easy စနစ်ပွင့်ပြီဆိုရင်တော့ liver ဆွဲရတဲ့ feeling powerful ဖြစ်လာမယ်အိဇောတန်ပြောင်းလဲတော့တာကိုခံစားရမယ် dot linger ယုံအားသိသိတတ်တာတက်လာတာကိုခံစားရမှာဖြစ်ပါတယ်အရင်ထွက်လာတဲ့1992စတင်ထုတ်လုပ်မှုကနေ1998ခုနှစ်ထိကရိုးရိုး inline force နှစ်ဖြစ်ပြီးတော့1999ခုနှစ်ကနေ2000ခုနှစ်ထိက second gen အနေနဲ့ VD easy စနစ်တက်ဆင်လာပါတယ် 2009ခုနှစ်ကနေ2009ခုနှစ်ထိက upgrade နိုင်ငံပြုလုပ်ပြီးတော့ VDC strength ကိုပုံမကောင်းအောင်ပြုလုပ်လာခဲ့ပါတယ်2008ခုနှစ် super four ထုတ်လုပ်မှုမှာတော့ EFI series နဲ့ဖြစ်လာပြီး ECU snitch တွေနဲ့ charge snitch တွေ upgrade ပြုလုပ်ပြီး hyper VDC rival ဆိုပြီးတော့ပိုကောင်းတဲ့ snitch တွေထည့်သွင်းလာပါတယ်2014ခုနှစ်မှာတော့ ABS brake system LED mirror နဲ့ charge upgrade ပြုလုပ်တင်လာပြီးပြုလုပ်ပြီးတော့ 2022ခုနှစ်မှာတော့ထောက်လုပ်မှုကိုရနာခဲ့ပါတယ်ထောက်လုပ်မှုရနာခဲ့တာကလည်း Euro 5ဆိုတဲ့ Euro မှာ Singapore ဖြစ်ရမယ်ဆိုရင်သတ်မှတ်ထားတဲ့စီကင်းချက်တွေကြောင့်ပါပြည်ရင်းမှာထောက်လုပ်ရောင်းချတာနဲ့ Asia တစ်ဝိုက်မှာထောက်လုပ်ရောင်းချတာမျိုးလုပ်လို့ရပါသေးတယ်ဒါပေမဲ့ Honda လို့ကုမ္ပဏီကဝယ်လိုအားများတဲ့ Europe လိုနိုင်ငံတွေကိုအဓိကတည်သွင်းမှသာ Asia တစ်ဝိုက်ကိုပေါင်းပြီးတော့ထုတ်လုပ်ဖြန့်ချီတာဖြစ်တဲ့အတွက် Asia တစ်ဝိုက်အတွက်တည်ထောင်ဖြန့်ချီတာမျိုးမလုပ်နိုင်ပါဘူး ယူရိုဗိုက်စီကညမှာလည်းဆိုင်ငယ်ကိုစီးရင်ညတွေလိုက်ပြီးတော့မငှိနိုင်တော့တာကြောင့်ထုတ်လုပ်မှုရနာခဲ့တာဖြစ်ပါတယ်။နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Final Edition Super 4 CV လေးရ SF ဆိုင်ငယ်က 399cc Inline 4 engine တပ်ဆင်ထားပြီး engine AB string တွေနဲ့ရတိုင်ကိုတပ်ဆင်ပေးထားပါတယ်။မင်းကောင်ရေ55ထုတ်လုပ်ပေးမှာဖြစ်ပြီး0 to 100 km ကို၄ဆမှာ၈စက္ကန့်အတွင်းတီးထုံနိုင်မဲ့ top range အား39 Nm ရှိပါလေ။190 km/h အမြင့်ဆုံးမောင်းနှင်နိုင်ပြီး ဓာတ်စီတကားလံကိုမိုင်90ဝန်းကျင်မောင်းနေနိုင်ပါတယ်။ EFI Sages နဲ့ Area Brace နဲ့ Chief Display နှစ်ခု VDC နောက်ဆုံးစနစ်လေးပေါင်းပါတယ်။ရရှိဝယ်ယူနိုင်မယ့်အကြောင်းအရင်းနဲ့အနည်းနဲ့အမဲနှမျိုးပဲရှိပါမယ်။2020 Final Edition မှာဇင်းလုံးအနေနဲ့အခုမြန်မာငွေဈေးနဲ့ဆိုရင် Final Edition က3400ဝန်းကျင်တော့ကျတင်ပါမယ်။အရင်မှာမှငွေဈေးနဲ့ဆိုရင်3100ဝန်းကျင်ပဲရှိမှာပါ။ အရင်ကနေဝင်ရင်တော့2008 EFI ဘိန်းလေးက340 50ဝင်ရင်ပဲရှိခဲ့ပါတယ်။ဒီစုပေါင်းဆိုင်ရတာ2017 model ဖြစ်ပြီးတော့ဒါစကိုင်းလိုင်းစင်နဲ့ပေါင်းမှဖြစ်ပါတယ်။ဈေးနှုန်းကတော့360ဝင်ရင်ဖြစ်ပါတယ်။အဒီဆိုင်ရလို့ချင်းစီးရဆိုလို့ချင်းတော့ကိုမျိုးဝင်းမော်တော်ဆိုင်ရှိုးရူမှာရရှိနိုင်ပါတယ်။ကိုမျိုးဝင်းမော်တော်ဆိုင်ရှိုးရူမ်လိပ်စာရောင်းမှာတော့မော်မျိုးနဲ့ဆပ်ပလိုက်မှတိုင်းနဲ့ဖက်ချောင်းမှတိုင်းညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြသာတာစီ50ရှင်းတာ110 110ရေးရမှာတရှိပါတယ်။တေးသေးသေးချင်းဆက်သွင်းမြင်မြင်ညာရှိလို့ချင်းတော့ဘာမှမပြေတော့လေးချပေးတာ။